future trade မှာကျွန်တော်တို့ horizontal support resistance တမားတွေကဘယ်လိုနေရာတွေမှာ entry ဝင်ရမလဲဆိုတော့အကြောင်းကိုကျွန်တော် knowledge sharing အနေနဲ့ပြောပြမှာဖြစ်ပါတယ်။ဟောအားလုံးမမြင်လောပါခင်ဗျာ။အဲ့တော့အရင်ဆုံးကျွန်တော်တို့ liquidity ရှိတဲ့နေရာတွေကိုကျွန်တော်တို့ shut down မှာဖြစ်ပါတယ်။အဲ့လို liquidity အားကောင်းတဲ့နေရာတွေကို shut down မှာဒါကျွန်တော်တို့ horizontal support resistance line တွေဆွတ်တက်မှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီမှာ trading view မှာဆိုလို့ရှိရင်ကျွန်တော်ဒီအရှိရ BTC ရဲ့ previous market ပေါ့နော် previous price မှာ အာကျွန်တော်ပြပေးမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဟိုအခုလက်ရှိရောက်နေတဲ့အတန်းတော့မဟုတ်ဘူးကျွန်တော်တို့ဘာလို့ဆိုတော့ကျွန်တော်ကကဘလို့ entry တွေဝင်ခဲ့လဲဘလို့နေရာတွေကိုစောင့်ကြည့်ပြီးတော့ကျွန်တော်တို့ဟို entry ဝင်ခဲ့လေဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြီးခဲ့တဲ့ market မှာပြနေတဲ့အတွက်ကြောင့်ရှေ့ရကျွန်တော် candle တွေကိုကျွန်တော်ဖြတ်ထားပါတယ်โอเคเนาะရှေ့ရ candle တွေဖြတ်ထားပြီးတယ်ဖြတ်ထားပြီးတော့ကျွန်တော်ဒီ market price ကဒီရောက်နေရဆိုတဲ့သဘောနဲ့ကျွန်တော်တို့ဟိုနောက်လာမဲ့ futures မှာဘလို့ ဟို market အရှင်သွားလဲဆိုတော့ကျွန်တော်ပြချင်တဲ့အတွက်ကြောင့်အရှေ့ကအနောက်ကကန်တွေကိုကျွန်တော်ဖြတ်ထားပါတယ်။ Okay ။အဲ့တော့ကျွန်တော်တို့အရင်ဦးဆုံးကျွန်တော်တို့ support resistance တွေကိုကျွန်တော်တို့ဆွဲကြည့်အောင်ဟုတ်ပြီเนาะအဲ့တော့ support resistance တွေဆွဲမယ်ဆိုလို့ရှိရင်အဲဒါကတော့ trading view မှာပေါ့ဗျာ Binance မှာဆိုလို့ရှိရင်လည်းဒီလိုပုံစံမှာပဲအတူတူပါပဲเนาะအဲ့တော့ဒီမှာဒါဆိုလို့ရှိရင်ဂျာ trend line ပုံစံဒီမှာ trend line ဆိုရင်ဒီကလေးဆွဲအဲ့ဒီ B မှာကျွန်တော်တို့ကပြားလေးရှိတယ်ဗျာ အဲ့လိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ဘာလဲဆိုတော့ကျွန်တော် horizontal line ဆိုတာရှိတယ်ကျွန်တော်တို့ keyboard ကနေပြီးတော့ keyboard shortcut ရိုက်ထည့်မယ်ဆိုလို့ရှိရင် alt plus h ပေါ့နော် alt plus h ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ horizontal line line ရမှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီ line ကိုအသုံးပြုပြီးတော့ဆွဲမယ်ဟုတ်ပြီနော်ဒီမှာကျတော့ဒီ video လေးကကျတော့ horizontal support resistant အာဟိုကိုအသုံးပြုပြီးတော့ကျွန်တော်တို့ future trade လုပ်မဲ့သူတွေအတွက်ကိုအဓိကရည်ရွယ်ပြီးတော့ဘယ်နေရာမှာဘလို့ market ကိုစောင့်ကြည့်ပြီးတော့ဘယ်လို entry ယူရမလဲဆိုတော့အဓိကကျတဲ့အချက်ကိုကျွန်တော် horizontal support resistance only ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော် horizontal support resistance line တိုင်းယူမယ်အဲ့တော့ကျွန်တော်တို့ဘယ်နေရာတွေဘယ်နေရာတွေအားကောင်းလဲဘယ်နေရာတွေက support လဲဘယ်နေရာတွေက resistance လဲဆိုတော့သိဖို့လိုတယ်ပေါ့နော် okay အဲ့တော့အာကျွန်တော်ဒီမှာခဏလေးကျွန်တော်အရင်ဆုံး horizontal support resistance မဆွဲခင်မှာ ျွန်တော်တို့ဘယ်နေ liquidity ရှိတဲ့နေရာတွေကဘယ်နေရာတွေလဲဘယ်နေရာတွေကဟို raw support လို့ခေါ်တယ်ဘယ်နေရာတွေက raw resistance လို့ခေါ်တဲ့အကြောင်းကိုကျွန်တော်ဒီမှာတခြားလေးရှင်းပြပြီးမှာဖြစ်ပါတယ်။ Okay ဒီ video ကြည့်ပြီးရင်တော့တိတိကျကျနားလည်ပြီးတော့ကျွန်တော်တို့ဟို entry တကူကိုဝင်တက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကစိတ်ရှည်ဖို့လိုတယ်။ market မှာကကျွန်တော်တို့က80%က waiting ဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့စိတ်မရှိဘဲနဲ့တွေးကြရနေရမှာကျွန်တော်တို့ကရှောက်ဝင်လိုက်လို့မရဘူးဟုတ်ပြီเนาะအာကျွန်တော်တို့ ့ Grabber Move Trader တွေလို့ဟိုနောက်တစ်ခုကကျတော့ Scalper တွေလို့ကျွန်တော်တို့ကအာတွေ့တဲ့နေရာမှာပဲ entry ကိုတန်းပြီးတော့ကျွန်တော်တို့ကဝင်လိုက်လို့မရဘူး။ဘာလို့လဲဆိုတော့အာကျွန်တော်ကျွန်တော်ပုံစံကကျတော့ကျွန်တော်က day one only ပဲ trader ပေါ့နော်။အာ day 1တမဖြစ်တဲ့တကြောင်ကျွန်တော်ကအသေးသေးချာချာအချိန်ယူပြီးတော့ကျွန်တော်တို့ trade လုပ်ရမယ်။အာပိုစင် size တွေတွေချာချာတွက်လို့ရမယ်။ candle ရဲ့ ကျွန်တော် price action ကိုကျွန်တော်တိတိကျကျကြည့်လို့ရမယ်။ဘယ်သွားချင်နေရလဲဆိုတဲ့ပေါ်ဆောင်မူတည်ပြီးတော့ကျွန်တော်တို့တိတိကျကျကြည့်လို့ရမယ်ပေါ့နော်။အချိန်ရရဲဆိုတဲ့သဘောပေါ့နော်။ဟိုအဲ့ဒါလေးရောအိုကေစကြအောင်အဲ့တော့ဘယ်နေရာတွေက support resistance support ဆိုတာကအာ support ကိုအရင်ပြောပြပေါ့နော် support resistance support ကိုအရင်ပြော support ဆိုတာကကျွန်တော် price တစ်ခုက ကျလာတယ်ပေါ့နော်ကျလာပြီးတော့တနေရာရာအရောက်မှာကျွန်တော်တို့ကထောင်တက်သွားတယ်ပေါ့နော်ထောင်တက်သွားတဲ့နေရာဘေးတော့အဲ့အဲ့အောက်ကနေပြီးဆွင်းအောင်ဆွင်းလေးကိုကျွန်တော်တို့ကဘယ်လိုလဲဒီနေရာကို support လုပ်ခေါ်တယ်ဟုတ်ပြီနော် down trend နေရဲ့အောက်ဟုတ်ပြီနော်အာ retracement ယူရဲ့ down swing နေရဲ့အောက်ကိုဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့ support လုပ်ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ support နေရာလေးတွေအရင်ကျွန်တော်တို့ရှာကြည့်အောင်ဟုတ်ပြီနော် support နေရာလေးတွေကပင်အမျိုးလုံးထဲမှာကျွန်တော်တို့တော်တော်ကြီးကိုဘယ်လိုဖြစ်နေလဲထင်ထင်ရှားရှားဖြစ်နေတဲ့ support နေရာတွေကျွန်တော်တို့ရှာကြည့်အောင်ပေါ့နော် အဲ့တော့ဟိုပူစီမောက်စာတီတီမမလေးယူတော့ကျွန်တော်တို့မရှာတော့ဘူးဟုတ်ပြီနော် support နေရကောင်းကောင်းကန်ကန်ကြီးကြီးမမလေးကိုပဲကျွန်တော်ရှာပြပေးမယ်ဖြစ်တယ်အဲ့တော့ဒီတိုင်ကလေးနဲ့ကျွန်တော်ပြအောင်ဟုတ်ပြီနော်အဲ့ဆိုဒီနေရာလေးကကျွန်တော်တို့မျိုးလုံးထဲမှာမျိုးလုံးထဲမှာမြင်ရမယ်ဒီနေရာလေးကကြတော့ကျွန်တော်က support ပေါ့နော်ဒီနေရာလေးက support ဟုတ်ပြီနော်ခဏလေးပါလားဆက်ပါဟုတ်တော့ဒီနေရာလေးကကျွန်တော်တို့ support ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဘယ်လိုနေရာမျိုးလာဖြစ်မလဲဆိုတော့အာကျွန်တော်တို့ เอ่อဒီနေရာဟုတ်ပြီเนาะဒီနေရာက support ဟုတ်ပြီเนาะဘာလို့ဆိုတော့ तू อ่ะ out down trend ပေါ့เนาะပြောရမှာဆိုရင် down trend ရဲ့ out ဆွဲနေရာ support လို့ဒါကျွန်တော်တို့မှတ်ထားလိုက်ရပြီဟုတ်ပြီเนาะ okay ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးက support ဟုတ်ပြီเนาะကျွန်တော်တို့ကနောက်တစ်ခုကကျတော့ဒီလိုသေးသေးမွားမွားလေးတွေဒီလိုနေရာမျိုးတွေကြောင့်ကျွန်တော်တို့ကအသိမဆွဲတော့ဘူးပေါ့เนาะတကယ်လုံးဝ heavy ဖြစ်နေတဲ့ support ကြီးတွေမှာပဲကျွန်တော်တို့ကအဓိက focus တော့ပေါ့เนาะဒီလိုနေရာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့က support ဟုတ်ပြီเนาะ ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲမောက်ကပါကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုနေရာမျိုးတွေ support ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလိုနေရာကြီးတွေပေါ့ဗျာဒီလိုနေရာကြီးတွေ support level ကြီးဟုတ်ပြီနော် okay အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ market မှာ support level တွေကိုကျွန်တော်တို့ရှာတက်သွားမှာဖြစ်ပါတယ်အဲ့တော့ support နေရာတွေကဘယ်နေရာတွေလဲဆိုတော့ကျွန်တော်တို့အခုအကြိမ်ပြင်းတည်သွားပြီအဲ့တော့ down trend တော့မဟုတ် retracement ယူရဲ down swing အဲ့ဒီနေရာတွေကဘာလဲဆိုတော့ကျွန်တော်တို့က support နေရတယ် okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ partition ရှာပြီးမလားဆိုတော့ resistant နေရာတွေရှာကြည့်အောင် resistant နေရာတွေကတော့သူကပြောင်းပြန်ပေါ့ဗျာ attractive ဟုတ်ပြီနော် resistance ယူရဲ့ upswing ရဲ့ take အဲ့ဒါတွေကပြင်နေရလဲဆိုတော့ resistance နေရာလို့ခေါ်တယ် okay အဲ့တော့ iterator ရှင်းတာလည်းမရှိတော့ဘူးဒါကျွန်တော်အပီကနာရဲ့အတွက်ကိုကျွန်တော်အလွယ်ကူဆုံးနဲ့ support resistance ဆွဲဖို့အတွက်ကိုကျွန်တော်ပြင်ဆင်နေပြီးပြပြပေးတာပါ okay ဒီနေရာတွေပေါ့ဟုတ်ပြီနော်ဒီနေရာတွေကပါလဲကျွန်တော်ဒီမှာတော့ကျွန်တော် နေရာလေးတွေပြလိုက်မယ်ဗျာနော်ဒီဟာဆိုလို့ရှိရင်ဒါပါလဲဆိုတော့ resistant နေရာလေဟုတ်ပြီနော်ဒီနေရာကဘာလဲ resistant နေရာဟုတ်ပြီနော်ပြီးရင်ဒီနေရာက resistant နေရာဟုတ်ပြီနော်အဲ့တော့အော်ပြီးရင်နောက်ထပ်အားကောင်းတဲ့နေရာလေးတွေကဒီနေရာလေးတွေကကျွန်တော်တို့ resistant နေရာဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ ဒီနေရာလေးอ่ะကျွန်တော်တို့ resistance နေရာလေးဟုတ်ပြီเนาะနောက်တစ်ခုကကြတော့လုံးဝအကောင်းတဲ့နေရာတွေอ่ะကျွန်တော်တို့ဒီနေရာလေးဟုတ်ပြီเนาะ resistance နေရာလေးဒီနားလေးကြီးလည်းရတော့ဗောဗျာဟုတ်ပြီเนาะဒီနားလေးကြီးလည်း resistance နေရာလေးရโอเคเนาะမှနောက်တစ်ခုတနေရာထပ်ထည့်လိုက်မယ်ဒီနေရာလေးကလည်း resistance နေရာလေးဟုတ်ပြီเนาะအဲ့တော့ support resistance နေရာလေးကိုကျွန်တော်တို့ကသိပြီဟုတ်ပြီเนาะအဲ့လို support resistance နေရာလေးကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့က line တွေဆွဲလို့ရပြီဗောโอเคเนาะ အဲ့တော့ support resistance နေရာလေးကိုသိပြီဆိုလို့ရှိရင်ကျွန်တော် line နေဆွဲမယ်ဘယ်လိုဆွဲမလဲပေါ့နော် okay အဲ့တော့ဒီဟာလေးကြီးကျွန်တော်ပြန်ပြီးတော့ဖြောက်လိုက်မယ်ပေါ့နော်အဲဒီပုံမှာပဲကျွန်တော်အခြေခံပြီးတော့ဆွဲလိုက်မယ်ဗျာဘာလို့ဆိုတော့မျိုးလုံးထဲမှာတစ်ခါလဲထင်းပြီးတော့မြင်သွားအောင်လို့ပေါ့နော် okay အဲ့တော့ support resistance line နေဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုဆွဲရမလဲဆိုတော့ခုနကပြောထားတဲ့ဒီမှာ support resistance line တစ်လိုင်းယူလိုက်မယ်ဟုတ်ပြီနော်အဲ့တော့အရေးအကြီးဆုံးမျိုးလုံးထဲမှာကျွန်တော်တို့က ဟိုဆွဲအကြီးတွေပေါ့ဗျာပြောမစွန်းတို့ down ဆွဲအကြီးတွေပြီးတော့ treatment ယူတဲ့အဲဆွင်းပေါ့နော်ဒေါင်းဆွင်းအသေးလေးတွေဟုတ်ပြီနော်နောက်တစ်ခုကကြောက်ထိချက်ကျွန်တော်ကများများထိတဲ့အချက်တွေပေါ့ဗျာအဲ့နေရာတွေကိုမူတည်ပြီးတော့ကျွန်တော်ကဆွဲရအောင်โอเคအရင်ဆုံးကျွန်တော်ကဘာဘာတွေမြင်ရမလဲဆိုတော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် support level တစ်ခုရှိတယ်ဟုတ်ပြီနော်အဲ့ support level မှာကျွန်တော်မြင်နေရောက်ထားဟုတ်ပြီနော် โอเคအဲ့တော့ away ကိုတော့ကျွန်တော်မကြည့်တော့ဘူးဒီလောက်ကလေးကြည့်လိုက်မယ်ဟုတ်ပြီနော် away ကိုတော့မကြည့်တော့ဘူးကျွန်တော်ဒီလောက်ကလေးကြည့်လိုက်မယ်အဲပြီးလို့ရှိရင်နောက်ထပ်တစ်ခုကဘယ်နေရာမှာလဲဆိုတော့ကျွန်တော်ဒီနေရာဟုတ်ပြီနော်ဒီနေရာမှာပါတယ် resistant တဲ့ပဲတစ်ခုရှိတယ်ဟုတ်ပြီနော်အာနောက်တစ်ခုကကျတော့ဒီနေရာမှာဆွဲလိုက်ရတယ်ဒါပေမဲ့ဒီကောင်းတဲ့ဒီ line နဲ့ကျွန်တော်ရန်ကန်နေရတဲ့ကြောင့်ကျွန်တော်ဟောဘာလို့ဆိုတော့ကျွန်တော်တို့ကဒီကနေဒီကို trade ပဲဆိုလို့ရှိရင်ကျွန်တော်တို့က ဟာဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့ risk and reward ratio ရအများကြီးမရနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဝက်ချက်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီမှာမထမယူတော့ဘူးပေါ့ပြပြောမှာဆိုလို့ရှိရင်ဟုတ်ပြီနော်ကျွန်တော်ဒီမှာ account နဲ့ resistance line တစ်လိုက်ဆွဲထားတယ်ပြီးတော့ account နဲ့ဒီမှာ support line တစ်လိုက်ဆွဲထားတယ်โอเคနောက် line ဆွဲမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာယူမလဲဆိုလို့ရှိရင်အော်ကျွန်တော်ဒီနေရာကိုယူလိုက်ပါတော့ဒီမှာ resistance နေရာလေးတစ်ခုရှိတယ်ပေါ့နော် resistance နေရာလေးတစ်ခုရှိတယ်โอเค ပြီးကြရင်ရှင်ကျွန်တော်ကဒီမှာ resistant အဲ support နေရာမှာ၃ခုအောင်ရှိတယ်ဆိုတော့ကျွန်တော်ဒီနေရာလေးကိုတချောင်းဆွဲလိုက်မယ်။ Okay ဒါဆိုရင်ရပြီဗျာ။ဟုတ်လေဟိုကျွန်တော်တို့ကဟိုမြေကြောင်းတွေအများကြီးရှောက်ဆွဲပြီးရှုပ်ရှက်ခတ်နေလို့လေကျွန်တော်တို့ကမရအောင်ဘောနော်။အဲအမြင်မှာကျွန်တော်တို့ကအရန် noise ဖြစ်သွားမှာဆိုလို့ကျွန်တော်တို့ကအရေးကြီးတဲ့မြေကြောင်းတွေပဲဆွဲရမယ်။ Okay အဲကျွန်တော်တို့ကဆိုလို့ကအဲ့ဒီမြေကြောင်းတွေကိုကျွန်တော်တို့က focus လုပ်အောင်မယ်။ဟုတ်ပြီနော်။လာမဲ့ ဒီ future price မှာပဲအဲ့မင်းကြောင်းတွေကိုကျွန်တော်တို့လာထည့်ရင်ဘယ်လို action ယူရမလဲဆိုတော့ကျွန်တော်ကပြချင်တဲ့တကြောင်ကျွန်တော်တို့ဒီမင်းကြောင်းတွေကိုကြိုပြီးတော့ဆွဲထားတာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ကအရင်ဆုံး support resistance line တွေကိုဆွဲထားပြီး support နေရာ resistance နေရာတွေကိုတိပြီးဟုတ်ပြီနော်တိပြီးဆိုလို့ရှိရင် Okay အဲ့တော့ market ကိုကျွန်တော်တို့ကဒီ line တွေကိုကျွန်တော်တို့က focus လုပ်အောင်ဟုတ်ပြီနော်ဒီ line နေဒီ line နေဒီ line တွေကိုကျွန်တော်တို့ကကြိုပြီးတော့ဆွဲထားတာဖြစ်တယ်ဟုတ်ပြီနော် support ဒီ market ကမရောက်သေးဘူးနော်ဆိုလိုတာမရောက်သေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ line တွေကို ကျွန်တော်တို့က focus လုပ်ပြီးတော့ဆွဲထားလိုက်တာဟုတ်ပြီနော်ဆွဲထားပြီ okay အဲ့တော့နောက်ရက်ဒီနောက်ရက်မှာကျွန်တော်တို့မြန်မာ market ကိုစောင့်ကြည့်မယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့စောင့်ကြည့်မယ်ဆိုလို့ရှိရင် okay ကျွန်တော်ဒီမှာအာတရချင်းစီကိုသွားလိုက်မယ်နော် okay တရဟုတ်ပြီနော် market ကဘယ်ရောက်လာပြီဆိုတော့ဒီမှာတက်လာတယ်ဟုတ်ပြီနော် okay နောက်တရပြတ်ဆင်းသွားတယ်ဟုတ်ပြီနော်နောက်တရပြတ်ဆင်းတယ် okay အဲ့တော့နောက်တရ โอเคဟုတ်ပြီเนาะအဲ့တော့သူကဘယ်ကိုရောက်လာလဲဆိုတော့ဒီ support line ကိုရောက်လာတယ်ဟုတ်ပြီเนาะဒီ support line ကိုရောက်လာတဲ့ဆံမှာဒီနေရာမှာဘာတွေရှိနေရလဲဆိုတော့ကျွန်တော်တို့က buyer တွေရဲ့အာ buyer တွေရှိနေရပါဗျာဒီနေရာမှာဆိုလိုတာ away တွေရှိနေရဟုတ်ပြီเนาะ away တွေရှိနေရဖြစ်တဲ့တကြောင်ဒီနေရာရောက်လာရင်ဒီ market price action ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ဟုတ်ပြီเนาะနောက်ထပ်တစ်ရက်โอเคပြန်တက်သွားပြီတွေ့လားဟုတ်ပြီเนาะကျွန်တော်ဆိုလိုတာဟာဟုတ်ပြီเนาะဒီနေရာကိုရောက်လာရင် market ကအောက်ကိုဆက်မဆင်းနိုင်တော့